ရှင်မတော်တဆမှုကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့တရုတ်ဆောင်ထူးအဖြူရောင်တက္ကရာဇလန်တွင်မှကျောင်းသားထူးဆောင်အဖြစ်လူကြိုက်များအောင်မြင်ခဲ့တဲ့တရုတ်ဆောင်ထူးဟောင်းမလ၁၀ရက်နေ့မှာကွယ်လွန်သွားခဲ့ပါတယ်ထူးဟောင်းကြာရစရုပ်မှာပြည်ပြင်းစွာတရုတ်ဆောင်နိုင်တဲ့အမှုပညာရှင်တဦးဖြစ်ပြီးတော့ကွယ်လွန်ချိန်မှာအသက်26နှစ်သာရှိသေးတာကြောင့်ပြည်သက်တွေကရောအမှုပညာလောကသားတွေအားလုံးကပါနှမျောတက်တာဖြစ်ခဲ့ရပါတယ် သူဟာသူတက်ကျွမ်းတဲ့အမှုပညာနဲ့မိခင်ကိုလှုပ်ကျွေးနေတဲ့သားတဦးပါငယ်ရွယ်စဉ်က ကလေးတယောက်စာအနေနဲ့လေစကားပေါင်းများစွာရိုက်ကူးခဲ့ပြီးအမှုပညာလောကတွေကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်သူဟာလူကြီးတယောက်စာအဖြစ်နဲ့အဖြူရောင်တက်ကြရမဲချူယောက်ျားကောင်အတောင်း20ပန်းနူသွေးစကားတွေမှာ ပါဝင်တယောက်ဆောင်ခွင့်ရခဲ့ပြီး လူကြိုက်များအားပြီးခံခဲ့ရတဲ့တယောက်ဆောင်တဦးပါစိတ်တော်ဒါကောင်းမွန်ပြီးတငယ်ချင်းတွေအပေါ် ခင်မေရင်းနှီးစွာပေါင်းတက်တဲ့ထူးဟာလူချက်လူခင်လေးများပြလာပါရဲ့ MRTV4 တရုတ်ဆောင်တွေထဲမှာထူးကို မသိတဲ့သူမရှိသလောက်ပါပဲထူးဟာမိဘအပေါ်မှာလဲတိတဲ့လိမ်မာတဲ့အငယ်ဆုံးသားတဦးပါမိဘတွေကိုကောင်းကောင်းမွန်မွန်ပြည့်ပြည့်စုံစုံနဲ့ထားနိုင်ဖို့ကိုလဲကြိုးစားနေရှာတဲ့လူငယ်တဦးပဲဖြစ်ပါရင်ဒီလိုလူငယ်တယောက်ကိုကံကြမ္မာကမျက်နှာသားမပေးခဲ့ပါဘူးသူကမသိဆုံးခင်ကတငယ်စနစ်နဲ့သွားတွေ့ဆုံဖို့အတွက် မိခင်ကိုခွင်တောင်းသွားခဲ့ပါတယ်။ဒီစကားတခွန်းကသူနဲ့သူ့ရဲ့မိခင်ချားမှာနောက်ဆုံးနှုတ်ဆက်သွားတဲ့စကားတခွန်းပါပဲ။တငယ်ချင်းတွေနဲ့တွေ့ဆုံပြီးပြန်လာတဲ့သူဟာမလရှိရနေ့မနေ့တနားခွေခန့်ကမြောက်တကုံမြို့နယ်ဆရာဆန်လမ်းမှာလမ်းဘေးတစ်ပင်ကိုတိုက်မိခဲ့တဲ့အတွက်ရင်မတော်တဆမှုဖြစ်ပွားသွားခဲ့ပါတယ်။တပင်းနဲ့တိုက်မိတဲ့အရှင်ကြောင့်ကားအတွင်ညက်နေတဲ့သူကိုမိသားတပ်ဖွဲ့တွေကကဲထုတ်ပေးခဲ့ပြီးအရေးပေါ်လူနာတင်ကားနဲ့ မြောင်းကလာဆေးရုံကိုပို့ဆောင်ပေးခဲ့တာပါသူဟာကားအက်ဆီဒန့်ကြောင့်အုံနောက်ထိခိုက်သွားတဲ့အတွက်သတိပြန်မလည်လာတော့ဘဲမလာဆေးရည်မနဲ့ပိုင်းမှာကွယ်လွန်သွားခဲ့ပါတယ်အရေးချင်းပြေဝပြီးတလန်းတွေများစွာရှိနေသေးတဲ့အမှုပညာငွေကျဲဝင့်တဲ့ဝင့်ဆုံးရှုံးလိုက်ရတဲ့အတွက်ပြည်သက်တွေကရောအမှုပညာလောကသားတွေကပါဖြေမစင်နိုင်အောင်ဝမ်းနည်းပူဆွေးသွားခဲ့ရပါတယ်တရုတ်ဆောင်ထူးလို့ပဲမလာအတွင်းမှာလူရှင်တော်တရုတ်ဆောင်မြစ်တာရဲ့သားဖြစ်သူ မြစ်တာမြင့်မြတ်ဟင်းလင်းဘကိုးကအပြင်မှာရင်မတော်တဆမှုဖြစ်ပွားသွားခဲ့ပါတယ်ကားတစ်စီးလုံးကြီးမွားပျက်စီးသွားခဲ့ပေမဲ့မြစ်တာမြင့်မြတ်ဟင်းတို့အဖွဲ့ကတော့ဒဏ်ရာကြီးကြီးမားမားမရရှိခဲ့ပေကံကောင်းစွာနဲ့အသက်ရှင်ခွင့်ရခဲ့ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ရှင်